တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမပါဝင်ရန်မထောက်ပံ့ရန်ချင်းပြည်သူများကို ICNCC 3P ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီကအတင်းအဓမ္မကျင်းပရင်ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမှာချင်းပြည်သူလူထုများအနေနဲ့ပါဝင်ခြင်းထောက်ပံ့ခြင်းများကိုမပြုကြရန်ဂျာကာလာချင်းမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC ကသတိပေးလိုက်ပါတယ်။ယမန်နေ့ဧပြီလ23ရက်နေ့မှာ ICNCC အဖွဲ့တီထောင်တဲ့နေ့၄နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာချင်းပြည်သူများကိုကြိုတင်အသိပေးအပ်တယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။စစ်ကောင်စီကအတင်းအဓမ္မကျင်းပရင်ကြိုးပမ်းစီစဉ်နေတဲ့ရွေးကောက်ပွဲမှာချင်းပြည်အတွင်းလုံးဝကျင်းပနိုင်မှာမဟုတ်တဲ့အတွက်ချင်းပြည်သူများအနေနဲ့ ်ပူပေါင်းပါဝင်ထောက်ပံ့ခြင်းမလုံဆောင်ကြရင် ICNCC ကတရိပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဂျာကာလာချင်းမျိုးသားအတိုင်းအမေရိကန်ကောင်စီ ICNCC အဖွဲ့ဟာချင်းညီနောင်အဖွဲ့ CB နဲ့နိုင်ငံရေးစည်းရေးမှာအတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ချင်းညီနောင်အဖွဲ့ CB ကလည်းအာနာတိန်စစ်ကောင်စီထံမှချင်းပြည်အတွင်းကျင်တွေးမတူပီမင်းတက်ကမ်ပတ်လက်ဖလန်စတဲ့မျိုးများကိုတိမ့်ပိုက်ရယူထားပြီးဖြစ်ကြောင်း ICNCC ကဆိုပါတယ်။ နောက်ထပ်လည်းချင်းပြည်အတွင်းမြို့သိမ်းတိုက်ပွဲများကိုဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်တဲ့အတွက်ချင်းပြည်တခွင်လုံးစစ်အာဏာရှင်ကြဆုံရင်ချင်းတပြည်လုံးမှာလွတ်မြောက်ရန်လက်ရကန်းသာလိုတော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်း ICNCC ကပြောပါတယ်။ ICNCC ကရေးဆွဲနေတဲ့ချင်းချာတာမှုကြမ်းကိုလည်းမကြသောကာလအတွင်းညီလာခံခေါ်ယူကအတိအပြုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရင်ပြင်ချင်းလူမျိုးအလုံးလူသမိုင်းတလျှောက်မှာအတူရှင်တွေ့နေထိုင်ခဲ့ကြသူများဖြစ်ပြီးဘုံရန်သူစစ်ကောင်စီကိုတိုက်ပွဲဝင်နေကြတဲ့အချိန်ဖြစ်တဲ့အတွက်ချင်းပြည်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့များအကြားအငင်းပွားပွဲတမိုင်းကြောင်းနဲ့အမုန်းစကားများကိုရှောင်ကျဉ်ကြရန်လည်းအထူးတိုက်တွန်းကြောင်း ICNCC ကပြောကြားပါတယ်တော်လိုင်းအင်အားစုများအချင်းချင်းဖြစ်ပွားနေတဲ့မြည်သည့်အငင်းပွားမှုကိုမဆိုမိဖက်ပြိပခများအဖြစ်မှတ်ယူပြီးငင်းချင်းတဲ့နီလန်းဖြစ်တာဖြည့်ရှင်းဆောင်ရွက်တော့ကြမယ်လို့ ICNCC ကတိုက်တွန်းထားပါတယ် ာနာသိန်းစစ်ကောင်စီကစစ်ရှုံးနေချင်းတွေးယူတွေးတဲ့နဲ့လှုပ်ဆောင်နေတဲ့နိုင်ငံအနှက်လေရင်ဘုံကျဲချင်းကြောင့်အပြည့်မဲ့ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုများအတွက်ရှုတ်ချကြောင်းလဲ INCNCC ကဆိုပါတယ်ကျန်ရှိနေတဲ့မြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်နိုင်ရေးကိုပိုင်ပြထမ်းမှုအပြည့်အဝရရှိအမျိုးသားအကျိုးစီးပွားကိုကာကွယ်ရန်နဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာနိုင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဂျာကာလာအချင်းမျိုးသားအတိုင်းအမြံကောင်စီ ICNCC ကသဘောထားထုတ်ပြန်ပြောဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေစကြိုမြို့ပေါ်မှာရှိတဲ့စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားတအုပ်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းရေစကြိုမြို့မှာရှိတဲ့အကြံဖတ်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်သေဆုံးသွားကြောင်းမြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကရန်ကုန်ခေတ်သတင်းဌာနကိုပြောကြားလိုက်ပါတယ်။ ဧပြီလ12ရက်နေ့ည9:00နာရီခန့်အချိန်ရေစကြိုမြို့အမတ်ရှစ်ဒုက္ခဝရီရက်ကွက်ကကြော်ဘုံကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုမြင်းကျန် Black Tiger MPT တပ်ဖွဲ့မှရဲဘော်များကပျောက်ကြားနေစနစ်တုံးပြပြီးအနီးကပ်ဝင်းရောက်ပစ်ခတ်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိထားတဲ့စက္ကဆတပ်သားများရေစကြိုမြို့ပြည်သူစစ်ရုံကြီးမှာစိတ်ကူးတာနေကြောင်းသိရပါတယ်မြို့ပေါ်ကစက္ခတွေပဲ၃ဘတ်၃ဒဏ်ကနေပိတ်ထားတာရဲဘော်တွေကပိတ်မိတယ်လို့ဖြစ်သွားတာပေါ့ အဲ့ဒီမှာတိုက်ပွဲကနည်းနည်းတနာရီလောက်ထိကြာသွားတာနောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်လို့မြင်းကျန် Black Tiger MPT တပ်ဖွဲ့ကောင်းဆောင်ပိုမိုက်ခေတ်ကပြောကြပါတယ်မြင်းကျန် Black Tiger MPT တပ်ဖွဲ့မှာရဲဘော်များကပြန်လည်ဆုတ်ခွာစင်မှာအကြံပါစစ်ကောင်စီတပ်သားများကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနာရီခန့်အကြာထပ်မံဖြစ်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ PDF များရဲ့မကြာခဏတိုက်ခိုက်မှုခံရတဲ့အတွက်ပကံညောင်ဦးတို့မျိုးလုံးမှစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေအုပ်ယုံအတွင်းမှလုံခြုံရေးယူစောင့်ကြည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံညောင်ဦးတို့မျိုးလုံးမှစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေအုပ်ယုံအတွင်းမှလုံခြုံရေးယူစောင့်ကြည့်နေကြောင်းလုံခြုံရေးနယ်ဆက်ဆက်တဲ့သတင်းအရင်းမြစ်တချို့ကပြောပါရတယ်။ PDF များကမကြာခဏဆိုးတလို့တိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အတွက်ယခု April လဆန်းမှာစပြီးစစ်တပ်ကညောင်ဦးမြို့ပေါ်မှာ CCTV များကိုတက်ဆင်လိုက်ခြင်းဖြစ်ကြောင်းအထူးသဖြင့်မြို့အဝင်အထွက်မြို့လေကောင်များမှာ CCTV များကိုတက်ဆင်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်အတွင်းမှလုံခြုံရေးယူစောင့်ကြည့်နေကြောင်းသိရှိရပါတယ်။ပကံညောင်ဦးတမြို့လုံးနဲ့မီးပွိုင်တွေမှာ CCTV တက်ဆင်ထားတယ်။မကြာခဏ PDF တွေကတိုက်ခိုက်သွားတဲ့နေရာတွေနဲ့လမ်းကွဲတွေမြို့အဝင်ထွက်တွေမှာတက်ဆင်ထားတယ်။အဲ့ဒါတွေကိုထွေအုပ်ရုံးတွေကနေထိုင်ဆောင်ကြည့်နေတာလို့ဒေတာသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ဒါပြင်ယခုတကြံကာလစစ်ကောင်စီကပွဲလန်းသဘင်များမလုပ်ရညွန်ကြားချက်ထွက်ပေါ်လာနေပေမဲ့ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်များနဲ့စီးပွားရေးလုပ်ငန်းများထံမှတကြံအလူငွေများကောက်ခံသဖြင့်မြို့နယ်တကြံမန်တက်ကိုမဖြတ်သိမ်းတော့ဘဲတကြံဘွဲကိုဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အေယာဝရီတိုင်းအတွင်းအေးတကြံလိုအမိပြောင်းပြီးလန့်လျှောက်တကြံဘွဲပြုတ်လုံနေပြီးရဲတပ်ဖွဲ့ဝင်များကအရက်တောင်းတောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝရီတိုင်းဝန်ကြီးချုပ်ကတကြံပွဲကိုအေးတကြံလိုအမိပေးပြီး လမ်းလျှောက်တကြံပြုတ်လောက်ကတကြံပွဲဆင်နွက်ရေကစားနေကြောင်းသိရှိရပါတယ်ပတိန်မြို့ကန်နာလန်မြို့တော်ဝန်မတ်တက်ကိုယမန်နေ့ဧပြီလ13ရက်နေ့ကဝင်းကြီးချုပ်ကိုရိုင်းတက်ရောက်ကဖွင့်ပွဲပြုတ်လုပ်ပြီးယနေ့ဧပြီလ14ရက်နေ့တကြံအကြနေမှာလဲဝင်းကြီးချုပ်မြို့နယ်မှုခရိုင်မှုတိုင်းမှုနဲ့ဌာနဆိုင်ရာဝန်ထမ်းများပါမကြံတကြံပွဲပြုတ်လုပ်နေကြကြောင်းသိရှိရပါတယ် ငလင်တန်သည့်ပြည်သူများကိုစာနာသောအဖြစ်ရန်ကုန်နှင့်မန္တလေးအပါအဝင်မြို့ကြီးများမှရှိတဲ့ပြည်သူများတကြံပွဲပြုလုပ်ခြင်းမရှိတဲ့အချိန်မှာစစ်ကောင်းဆောင်ဥဆောင်ပြီးနေပြည်တော်မှာအေးတကြံလက်လျှောက်တကြံများပြုလုပ်နေက ARD တိုင်းမှာလည်းတိုင်းဝန်ကြီးချုပ်ဥဆောင်ကတကြံပွဲဆင်နွှဲနေခြင်းဖြစ်ပါတယ်။ ပသိမ်မြို့တော်ပေါ်မန်တမစတူဒီတာကျွေးမွေးတဲ့နေရာတွေကိုပြည်သူများကိုဝင်ရောက်ခွင့်မပြုဘဲစစ်ကောင်စီကခေါ်ယူထားတဲ့လူတွေနဲ့သာရေကစားနေကြပြီးတိုင်းအတွင်းမှာရှိတဲ့အုတ်ချုပ်ရေးမှုတိုင်းမတက်မနေရအကြောင်းချတာကြောင့်တရင်အထုတပ်ဖွဲ့ပသိမ်ထံမှသိရပါတယ်ဝင်ကြီးချုပ်တက်ရောက်တဲ့တကြံဖြစ်တဲ့အတွက်စစ်ကောင်စီလက်အောက်ခံရင်ရင်တင်းရဲပြည်သူစစ်မိသက်ပြူစောတီစုစုပေါင်းအင်အား100ခန့်ကိုအရက်ဝက်နဲ့လုံခြုံရေးယူပြီးကင်းပုံးဝစ်ခိုင်းထားကြောင်းဒေသခံများထံမှသိရပါတယ် ပတိမှာရှိတဲ့ဈေးချောင်းလန်းထိပ်ရွှေစည်ဒီလန်းကန်းနာဘတ်ချန်တရားအောက်မှာလမ်းများပိတ်ဆို့ထားပြီးအမှတ်နဲ့တရားအောက်မိသက်ယုံရှိမှလည်းအရဲဝတ်တွေနဲ့လုံခြုံရေးအပြစ်ယူထားကြောင်းသိရှိရပါတယ်။ပတိခရိုင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေကယမန်နေ့ဧပြီလ17ရက်နေ့တကြံအကြိုနေ့မှာစပြီးပျော်ပွဲရှင်ပွဲအတွက်လို့ဆိုပြီးမြို့ပေါ်မှာရှိတဲ့အရဲဘီယာဖြန့်ချိတဲ့လုပ်ငန်းရှင်တွေထံကနေတဆိုင်လျင်မြန်မာဘီယာပလင်းနှစ်ပါကင်စီတောင်းယူကြောင်းဒေသခံများထံမှသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူထိန်ချုံနယ်မြေများကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီတပ်ပြန်လည်ထိုးစစ်ဆင်နေပြီးကြည်ရည်လေးမှတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ထိန်ချုံကြည်ရွာများကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီကစစ်ကြောင်းတိုးတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။စစ်ကောင်စီကယမန်နေ့ဧပြီလ17ရက်နေ့မှာကြောက်ဖြူရန်ကုန်အတွာလမ်းမှာရှိတဲ့အမှတ်32ရစ်တရင်အနီးရှိ RK တပ်တော် AA ထိန်ချုံလိုက်တဲ့ကြည်ရွာတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းများထံပြန်လည်စစ်ကြောင်းထိုးလာနေကြောင်းသိရှိရပါတယ်။ အေးအေးထိမ့်ချုပ်ရွာတွေကိုစစ်တပ်ကပြန်စစ်ကြောင်းထိုးတာစစ်ကြောင်းပြန်လန်ကုန်ကြတယ်တော့ကြားတယ်အဲ့ဒီစစ်ကြောင်းပြက်ရင်ရစ်တက်ရင်အတိုက်ခံရပြီးရစ်တက်ရင်ရကာကင်းစကန်နှစ်ခုကျသွားတယ်လို့ပြောတယ်လို့တက်တရင်အရင်မြစ်ကပြောဆိုပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာပြင်းရှည်ကြီးရွာမှာရှိတဲ့အေးအေးသိမ့်ပိုက်ထားတဲ့၎င်းတို့ရဲ့စစ်ကောင်စီတက်စကန်ကိုပြန်လဲရရှိရန်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ဖွဲ့ဝင်2000နီးပါးတေဆုံးသွားကြောင်းဒေသခံများထံမှသိရပါတယ် ကြောက်ဖြူမြို့နယ်ဂုံချွင်တိုက်နယ်မှာရှိတဲ့ပြိုင်စစ်ကြီးကြီးရွာနှံဖဲတောင်နဲ့ပြင်ရှီကြီးရွာတွေမှာစစ်ကောင်စီစစ်ကြောင်းထုတ်မှုကြောင့်နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့ကစပြီး AA ထိန်ချုပ်ကြီးရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လေးနဲ့တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်။ AA ကပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကစပြီးလကုံဧပြီ30ရက်နေ့အထိတပတ်တအပြစ်ခတ်ရဲစဲကြောင်ကြေညာပြီးနောက် စစ်ကောင်စီကလည်း၃ပတ်အကြာအပြစ်ရဲကြောင်ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ပြီးကြောက်ဖြူမျိုးနဲ့အတွင်ဆုံရှုံခဲ့တဲ့စခန်းများကိုပြန်လည်ထိုးစစ်ဆင်ကရေတပ်မှလက်နက်ကြီးများဒရုန်းပုံးများကိုအသုံးပြုပြီးတိုက်ပွဲပေါ်ဆောင်နေကြောင်းသိရှိရပါတယ်။အဲဒီနောက်2025ခုနှစ်ဧပြီ14ရက်စစ်ရေးသတင်းသုံးသပ်တင်ပြချက်များနဲ့ပတ်သက်ပြီးဗိုလ်ကြီးစင်ရောမှအခုလိုတင်ပြထားပါတယ်။နေပူတော်စစ်ရေးနေရာခြားထားမှုလေးတစ်ချက်သုံးသပ်ကြည့်ရအောင်ပါ။အမတ်တက်စစ်ဗျူဟာမှုကာနယ်ကျော်ခိုင်လင်းကတော့ NDC နက္ကတနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့တက်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ တင်နန်းကလာမဲ့မေလ9ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပါတယ်။နာမည်စရင်ပါလာပေမဲ့သူကင်တွေရတဲ့တရင်သုံးရင်မှာပြဿနာတောက်လျှောက်တက်နေပါတယ်။ခလာရ85မှာအခြားတက်ကနေချုပ်နှောင်ထားတဲ့အချုပ်သားတွေထွက်ပြေးသွားခဲ့ပါတယ်။ဘျူဟာမှုကြော်ခိုင်လင်းကရခင်ကကကြည်စစ်စင်ရေးဌာနခွဲမှာလုပ်ဖူးသူဖြစ်တာကြောင့်နေနေပပောက်ရရောက်ရှိသူဖြစ်ပါတယ်။ကရင်တုံနေမြေထဲမှာခလာရ85နဲ့ခလာရ411ကိုလှုပ်ရှားစစ်ကြောင်းဖြစ်ထားပြီးခမရ412ကိုတော့ဘောရထနဲ့လေဒူမှာစကန်ထိုင်ထားတာဖြစ်ပါတယ် အီလာအခြေဆိုင်ခမာယာ3တုံညာနှစ်ကတော့အဝေယာဆယ်အထက်လှုပ်ရှားစစ်ကြောင်းပဲဖြစ်ပါတယ်။ကယန်း3ဂွင်ထဲမှာတက်မတစ်တရဲ့ဒုတရင်မှုဦးစီးတဲ့စစ်ကြောင်းတစ်ကြောင်းရှိနေသေးတာကိုလည်းတွေ့ရပါတယ်။ယာယီတရင်မှုမမောင်တက်ဦးစီးတဲ့ခမာယာ3တုံညာနှစ်ဟာတောင်ခမ်းပြန်ဖြစ်ပြီးအီချင်းချင်းရှိတဲ့အဝေယာဆယ်အထက်မှာအနာပေးထားတာကိုတွေ့ရပါတယ်။လှော်ကြီးအခြေဆိုင်ခမာယာ1နှစ်နှစ်ကတော့သူ့တက်အေရိယာနဲ့ပင်လောင်းဘက်ကိုလှုပ်ရှားစစ်ကြောင်းထွက်တာတွေ့ရပါတယ်။ ပြောချင်တာကနေပြည်တော်တဝိုက်မှာလှုပ်ရှားပြနေပြီးပန်းတောင်တက်တဲ့ဘက်ကိုစစ်ကူလက်ရမှာကိုကြောက်လန့်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်။ကရင်သုံးခွင်ဆိုတာကရင်းနီအောင်နှန်းချူအထက်ရွာပေါင်း35ရွာရှိပြီးကြေးရွာအုပ်စု3စုရှိတဲ့ဒေသပဲဖြစ်ပါတယ်။အောင်နှန်းချူအခြေစိုက်ခမရ6တုံညာ၄ထဲမှာလဲနပတနေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့စစ်ပြူဟာတစ်ခုအခြေပြုထားတာရှိပါသေးတယ်။ယခုလ18ရက်နေ့ကနေ25ရက်နေ့အတွင်းကရင်ပြည်တဲ့နေမီတဲကိုလေကြောင်းအပြင်းထန်တိုက်ခိုက်မှုပြုလုပ်မဲ့စီမံချက်ရှိနေပါတယ်။ နေပြည်တော်နေမြေထဲမှာအထက်ကလှုပ်ရှားနေတဲ့တပ်ရင်းတွေကတော့ခလာယာ85ခမာယာ411ခမာယာ411နဲ့တပ်မ11လက်အောက်ခံခလာယာ214နဲ့တပ်ပခတောင်ပိုင်းတိုင်းစစ်တနာကျုပ်လက်အောက်ခံတပ်ဖြစ်တဲ့စကခ6ရဲ့စွာအခြေစိုက်ခမာယာ16တို့လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်ခလာယာ85ကိစ္စလေးနည်းနည်းပြန်ဆက်ပါမယ်ဖေးဝိုင်းအကြီးအကျယ်လုံနေတဲ့အချုပ်သားထွက်ပြေးလွတ်မြောက်တာကိုဖမ်းဆီးတဲ့အခါမှာယခုထိတယောက်လွတ်မြောက်နေသေးတယ်လို့သိရပါတယ် တခြားတက်ကအချုပ်သားဆိုတော့အရာရှိတဲကဖြစ်ဖို့များပါတယ်အချုပ်သားနဲ့အတူ PS2 တလက်ပါပျောက်ဆုံးနေတယ်လို့လည်းသိရပါသေးတယ်နောက်တစ်ခုရှိပါသေးတယ် DYL ဝတ်တွေအစာမစားရတာနှစ်ရက်ရှိနေပြီဖြစ်တယ်လို့ဥစားချက်အသားတို့ချက်တွေလည်းအစာကိုတနက်စာပြည့်ချိန်နဲ့နေ့တိုင်းဝယ်ကျွေးနေရပါတယ်မွေးမြူရေးလုပ်ငန်းခွဲကတက်ရင်ပိုင်ငွေတွေကိုတက်ထောက်ဘူကြီးလို့သူကမန်ယူပွဲလောင်းပစ်လိုက်တာရှုံပြီးကုန်သွားတယ်လို့သိရှိရပါတယ်ခင်ဗျာ ကာယခါကံယိုဒန်ဒေတာတိုင်းစစ်ဌာနချုပ်ကွင်းပုတ်ချောင်းချီဆိုင်ခလာရတဆက်ခွန်စစ်ချောင်းလိုက်လက်နက်ချတာကိုအတီးပြုတ်လို့ရပြီဖြစ်ပါတယ်ကေနုတပ်မဟာလေးကအဖွဲ့တွေထိမ့်သိမ်းထားတယ်ဆိုတာမှန်ပါတယ်လက်နက်မချဘဲထွက်ပြေးလာတဲ့ကပတိန်လာမျိုးဘာသာကတစ်တင်ငါခေါင်းဆောင်နဲ့စစ်တီတချို့ကတော့လောလောဆယ်တက်ရင်ဗဟိုကင်းထဲမှာအချုပ်ထဲထည့်ထားတယ်လို့ထပ်မံသိရှိရပါတယ်တီထမင်းသမီးဗျူဟာကွန်စကန်ကတော့ယမန်နေ့တရလုံးတိုက်ပွဲပြင်းထန်လျက်ရှိနေခဲ့ပါတယ်တိုက်ပွဲဆက်ဖြစ်တဲ့နေ့မှာတရောက်ဒဏ်ရာရထားတာရှိပြီးယမန်နေ့ညနေအထိ939533တက်ကကထွန်းလာ လက်နှစ်ဖက်နဲ့ယင်ဘက်လက်နှစ်ကြီးအစဝင်မစိုးရင်ရ6938ခွဲတက်ချက်ကြီးထုံးဝင်ညာလက်ဖြန်တဲ့ဘဲလက်မောင်းလက်နှစ်ကြီးစာအစထိမှန်မစိုးရင်ရတ1669ကိုတက်ကကအောင်စုံမင်းလက်နှစ်ကြီးအစခစင်နာဖောက်ဝင်မစိုးရင်ရဒဏ်ရာတွေရရှိထားကြပါတယ်ကချင်ပြည်နယ်အင်တော်ကြီးဒေသစနွင်းကုန်းတိုက်ပွဲဖြစ်စဉ်မှာတော့စက္ကစဘက်ကမက်စီ9ရောက်ကိုက်ပြီးအရှိ3လက်ရရှိလိုက်တာဖြစ်ကြောင်းသိရှိရပါတယ်မကွေးတိုင်းရဲ့မြို့တော်မကွေးမှာပါထိတွေ့တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ် မင်းဘူးခရိုင်ပဒန်းတက်နေမှာစည်ရည်တင်းမှနေခဲ့ပေမဲ့မင်းဘူးမြို့တစ်ဖက်ကမကွေးမှာတော့စည်ရည်အခင်းချင်းတွေမတွေ့ရတလို့ညင်တက်နေခဲ့တာဖြစ်ပါတယ်။ရေးတက်ရင်25အနီးယမန်နေ့ညနေ6နာရီဝန်းကျင်ကနေည7နာရီကျော်အထိအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးအချင်းထောင်ကိုလည်းရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ယမန်နေ့တကြံကာလာတုန်းကလည်းပြင်ဦးလင်ကိုမအားလာရောကျွန်တော်ရောရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ငနာကြီးရှော့တိုက်ဒုံးပြစ်ခတ်ရတဲ့ညကျော်လွန်သည့်အထိကျွန်တော်ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီညတော့ကလည်းတက်ခုခဲ့တဲ့မိသားစုတွေကိုဘယ်အတန်ကဘလို့စသဖြင့်ရှင်းပြပေးခဲ့တာကိုလည်းမှတ်မိနေပါသေးတယ်။ပြင်ဦးလည်းမှာတော့စစ်ပေးရှောင်တွေရောတဘာဝပေးရှောင်တဲ့သူတွေနဲ့စီကားနေတယ်လို့သိရပါတယ်။မိမျိုးသူမိမျိုးသားတွေကတော့မီးလင်းကောင်လို့ခေါ်တဲ့ငတိကြီးရောက်နေပြီလားဆိုတာတော့မှန်ဆရာခတ်နေသေးတာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ နောက်ထပ်ပြည်ရင်းပြပါတဲ့ဒေါ်လာရေးဘတ်တော်တမ်းမြတ်ရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ